AI အကြောင်းအလုပ်တွေပြုတ်ကုန်တော့မှာလားအနာဂတ်မှာကို့အတွက်အခွင့်လမ်းတွေဘလို့ဖန်တီးကြမလဲဒီနေ့အတူတူဆွေးနွေးကြည့်ကြရအောင်ပါမင်္ဂလာပါကျွန်တော်ကတော့ဒေါက်တာတွန်စင်းရဲ့ AI assistant AI လက်ထောက်တစ်ယောက်ပါ AI ရဲ့အရှိန်ဟုန်နဲ့တိုးတက်လာမှုတွေကြောင့်ငါတို့အလုပ်တွေကဘလို့လုပ်မလဲဆိုတဲ့စိုးရိမ်စိတ်တွေအားလုံးမှာရှိနေကြမှာပါဟုတ်ပါတယ် AI ကအလုပ်တွေကိုလုံးဝဖြတ်စည်းပြစ်မှာလားခဏလေးသမိုင်းကိုပြန်ကြည့်ရအောင်ပါ စက်မှုတော်လန်အေးတုံးကလည်းအလုပ်တွေပြောက်မှစိုးရိမ်ခဲ့ကြပေမဲ့အလို့အကင်ပုံစံတွေပြောင်းလဲပြီးအစ်စ်တွေပေါ်လာခဲ့တာပဲလေ AI ဆိုတာလည်းလူကိုအစားထိုးဖို့တက်လူကိုကူညီမဲ့အစွမ်းအထက်ကိရိယာတစ်ခုပါပဲဒါဆို AI ခစ်မှာဘလို့ရက်တည်မလဲအဓိကက AI ကိုနားလည်ပြီးအသုံးချရဖို့ပါပဲဒီကအရေးကြီးဆုံး skill ၄ခုကိုပြောပြချင်ပါတယ်တနေ့ prompt engineering AI ကိုထိထိရောက်ရောက်ခိုင်းစေတဲ့ချက် AIC ကကိုလိုချင်တာအတိအကျရဖို့ညွန်ကြားချက်ကောင်းတွေပေးတတ်ရပါမယ်။ဒါက AI နဲ့အလုပ်လုပ်ဖို့အခြေခံအကျဆုံးပဲ။နှစ် AI tools တွေကိုလက်တွေ့သုံးသပ်ခြင်း ChatGPT, Midjourney, Sora Lu tools တွေကိုကိုယ့်အလုပ်နဲ့ဘလို့ကိုက်ညောင်သုံးမလဲလေ့လာပါ။စာရေးသူဆို AI နဲ့စာကြမ်းတိုင်မယ်။ Designer ဆို AI နဲ့ idea ရှာပေါ့။၃ AI ကိုလုပ်ငန်းခွင်တွေမှာပေါင်းရှင်ခြင်း AI ကိုတီးတန့်သုံးတာထက်ကိုယ့်ရဲ့နေရှင်လုပ်ငန်းတွေထဲဘလို့ပေါင်းထည့်ပြီးပုံငန်းပိုကောင်းအောင်လုပ်မလဲစဉ်းစားပါ။လေးဝေဖန်ပိုင်းခြားနိုင်စွာနဲ့ကျင့်ဝတ်။ Critical Thinking နဲ့ Ethics AI ကပေးတာတိုင်းအနှံမဟုတ်ပါဘူး။ကိုယ်တိုင်ဝေဖန်ပိုင်းခြားနိုင်ရမယ်။ AI ကိုတာဝန်ယူမှုရှိရှိသုံးတတ်ဖို့လည်းအရေးကြီးပါတယ်။ AI ကဆက်တိုးတာနေမှာပါ။အခုကတည်းကလေ့လာပြင်ဆင်ထားမှအခွင့်အလမ်းတွေကိုမိမိရရဖန်ဆုပ်နိုင်မှာပါ။ AI ကိုမကြောက်ပါနဲ့။ သူ့ကိုလက်နက်တလို့အတုံးချပြီးကို့အရေးချင်းတွေမြင့်တင်လိုက်ပါဒါဆိုအလုတ်ပြုတ်မှစိုးရင်နေအမယ့်အစားပိုကောင်းတဲ့အနာဂတ်ကိုကိုယ်တိုင်ဖန်တီးနိုင်ပါပြီဒီဗီဒီယိုကနေတခုခုရတော့တယ်အချိုးရှိတယ်ဆိုရင် like နဲ့ subscribe လုပ်ဖို့မမိနဲ့အောင်နော်နောက်ထပ် AI ဘဟုတုတတွေလက်မလွတ်ရအောင်ဘေးကခေါင်းလောင်းလေးကိုလည်းနှိပ်ထားပေးပါဦးကြည့်စုပေးလို့အရန်တင်ပါလေအားလုံးပဲ AI ခေတ်မှာအကောင်းဆုံးအခွင့်အလမ်းတွေဖန်တီးနိုင်ကြပါစေ